အလုံးမင်းမင်္ဂလာပါကျွန်မဒီနေ့က adjective တွေအကြောင်းပြောမယ်ပေါ့နော်အဲ့တော့ main type of adjective ပေါ့နော် adjective MUSR အလုံး12ခုရှိတယ်အဲ့တော့အဲ့12ခုကို exam မှာလေးနဲ့လေ့လာကြမယ် တော့ adjective ဆက်နှစ်ခုအကြောင်းမသွားခင်ပါဘောနော် adjective အကြောင်းနည်းနည်းလေးပြောမယ်အဲ့တော့ adjective ဆိုတာက noun modifier ပါ noun ကိုအထူးပြုတယ်အဲ့တော့ noun ကိုပဲအထူးပြုတာမဟုတ်ဘူး noun နဲ့အတူဟိုက pronoun ကိုလည်းသူကအထူးပြုတယ်နော် noun ရော noun စာရောကိုအထူးပြုမှာဖြစ်တယ်အထူးပြုတဲ့နေရာမှာလည်းသူမှာနေရာနှစ်ခုရှိတယ်အရှိကနေပြီးအထူးပြုတာလည်းရှိသလို noun ရဲ့အနောက်ကနေပြီးတော့အထူးပြုတာလည်းရှိတယ် เนาะအဲ့တော့ဒီမှာဆိုရင် example ပေးထားတယ် a beautiful flower เนาะလှပတော့ပန်လေးတပွင့် beautiful ဆိုတဲ့အကြည့်တကဒီ flower ရဲ့အရှိကနေပြီးတော့ထူးပြတယ်ဒီမှာလည်း three books เนาะစာအုပ်၃အုပ်ဒီ3ဆိုတဲ့အရာကစာအုပ်ရဲ့အရှိမှရှိတယ် the red ကအနီရောင်ကဒီ red အနီရောင်ရှိတော့ဆိုတဲ့အကြည့်တကနောင်ရဲ့အရှိမှရှိတယ် an honest man เนาะဒီ honest ဆိုတဲ့ဒီအကြည့်တဒီလည်းပဲ man ရဲ့အရှိမှရှိတယ် အဲ့တော့ဒီနောင်ရဲ့အရှိမနေပြီးတော့အထူးပြုတဲ့ adjective အဲ့လိုမျိုးအထူးပြုတဲ့ adjective ကိုကြတော့ကျွန်တော်တို့က attributed adjective လို့ခေါ်တယ် နော်ဒီမှာဆိုရင် attribute ဆိုတာ a tall building ဆိုပြီး building ဆိုတဲ့ noun ရဲ့အရှိမ tall ဆိုတဲ့ adjective ကလာတယ်အဲ့တော့ adjective ဒီ noun ရဲ့အရှိမရောင်းနေမယ်ဆိုရင်သူကို attributed adjective လို့ခေါ်တယ် a noun မှာရောင်းနေမယ်ဆိုရင်တော့ကျမတို့သူကို predicate adjective လို့ခေါ်တယ်နော် predicate adjective ရှိတယ်လို့ predicate nominative လည်းရှိတယ်လောလောဆယ်အကျွန်မ adjective အကြောင်းပဲပြောမှာအဲ့တော့ predicate adjective လို့ခေါ်တယ် predicate adjective ကြတော့ဘယ်လိုနေထားမျိုးမှာသုံးလဲဆိုရင်ကျမတို့ဒီ Stated state and the a need နဲ့ပြီးလို့ရှိရင်ဒီ sense ဒီအာယုံခံစားမှုနဲ့ပတ်သက်ပြီးတော့အဲ့ဒီ bar တွေကိုတုံပြီးတော့ဝကြတိဆောက်တဲ့အခါမှာ complement နေရာမှာကျွန်တော်တို့ဒီ predicate adjective ကိုတွေ့ရတယ်เนาะအဲ့တော့အရှိမှရှိတယ်เนาะ before ဆိုတာကတော့အရှိမှအရှိမှဆို the main reason reason ဒီ noun ဖြစ်တယ် noun ရဲ့အရှိမှ main ဆိုတဲ့ adjective ရှိတယ် an elder brother เนาะဒီအကိုကြီးဒီ elder ဒီ brother ဆိုတဲ့ဒီဟောเนาะဒီ noun ရဲ့အရှိမှရှိတယ်အဲ့တော့ noun ရဲ့အရှိမှရှိပြီးတော့ noun ကိုအထူးပြုတယ်ဆိုရင်ဒီ adjective ကိုကျွန်တော်တို့ attribute contributed adjective အနောက်ကနေပြီးတော့အရှိမရှိတဲ့နောင်ကိုအထူးပြုမယ်ဆိုရင်တော့အဲ့ဒီ adjective ကို predicate adjective လို့ခေါ်တယ်ပေါ့နော်ဒီမှာဆိုရင်အထူးသဖြင့် stated verb တို့ဟောပေါ့နော်ဒီ sent verb တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်အဲ့တော့ adjective set နှစ်မျိုးကိုတစ်ခုချင်းစီပါမယ်ပေါ့နော် တော့အရင်ဦးဆုံးကျွန်မတို့ adjective quantifier เนาะ quantitative adjective လို့လည်းခေါ်တယ်အဲ့တော့ဒီ quantifier လို့ပြောတဲ့အတွက်ကြောင့်သူဒီပမာဏအရေးအတွက်အ ਨੇ အများကိုပြောခြင်းဖြစ်တယ်အဲ့တော့အရေးအတွက်ပါမယ်ပမာဏပေါ့เนาะဒီအရေးအတွက်သူရဲ့ quantity ပေါ့เนาะအဲ့ဒါဒီကိုဖော်ပြပေးတယ် adjective ဖြစ်တယ်အဲ့တော့ထုံးစံအတိုင်း noun ကိုအထူးပြုတဲ့အတွက်ကြောင့် noun ရဲ့ a noun မှာရှိမယ်အရှိကအထူးပြုတယ်ဆိုရင်တော့ကျွန်တော်တို့ attributive အနောက်မှာရှိမယ်ဆိုရင်တော့ကျမတို့ predicate เนาะအဲ့တော့ကအရှိကနေပြီး to ပြတယ်ဒီမှာဆိုရင် i have 3 books နောက်ငါမှာစာအုပ်3အုပ်ရှိတယ်အဲ့ဒီ3 the noun book ကိုလာပြီးတော့ to ပြတယ် to to ပဲ there is some water in the glass ဒီဖန်ခွက်ထဲမှာရေအချိုးရှိတယ်เนาะဒီ some ဆိုတဲ့အရာဒီလဲရေဘယ်လောက်ရှိတယ်ဆိုတဲ့ဒီပမာဏကိုကျမတို့ amount ပေါ့เนาะအဲ့ဒါကိုပြပေးတယ်အကြည့်တွေဖြစ်တယ် he ate much right to san ထမင်းတွေအများကြီးစားရတယ်ဘောနော်ဒီ much ဆိုတဲ့အရာဒီ uncounted ပဲဖြစ်တဲ့အတွက်ကြောင့် much နဲ့လာသုံးတာ she has a many friends သူမသူမမှာတငယ်ချင်းတွေအများကြီးရှိတယ်တငယ်ချင်းကြတော့တယောက်နှစ်ယောက်တဦးနှစ်ဦးရေလို့ရတဲ့ကြောင့် many နဲ့သုံးတယ် we need enough chair เนาะလုံလောက်တဲ့ထိုင်ခုံလေးလိုအပ်တယ် enough ဒီကျွန်တော်တို့ power speed အနေနဲ့ energy အနေနဲ့လည်းသုံးလို့ ever အနေနဲ့လည်းသုံးတယ်ဘောနော်အဲ့တော့ဒီမှာကြတော့အနောက်မှာနောင်ရှိနေတဲ့အတွက်ကြောင့်သူဒီဒီဝက်ကြအရောက်ဆိုရင်တော့ energy ်နောက်တစ်ခုကျွန်မတို့ adjective qualifier เนาะ quality အည်သွေးကိုဖော်ပြတဲ့နေရာမှာသုံးမယ်အဲ့တော့ example မှာအရင်သွားမယ် she has a beautiful voice เนาะသူပြောတဲ့အတန်ကနားထောင်လို့ကောင်းတယ်လှပတဲ့အတန်ရှိတယ်အဲ့တော့ beautiful ဆိုတဲ့ဒီ part of the adjective ဒီ voice ဆိုတဲ့အတန်ကိုလာပြီး to ပြုတဲ့အတွက်ကြောင့်ဒီမှာဆိုရင် noun ကို to ပြုတဲ့ adjective qualifier เนาะ qualifier เนาะ it's a cool morning เนาะ it cool ဆိုတဲ့အရာက morning ဆိုတာမနက်ခင်းကိုလာပြီးအထူးပြုတယ်သူအတူပဲ he is an honest honest man သူကယူသားတဲ့လူတယောက်ဖြစ်တဲ့ဒီ man ဆိုတဲ့လူရဲ့ဂုံဘုတ်ကိုသူက honest ဆိုတဲ့အရာနဲ့လာပြီးတော့ဘောနော်အထူးပြုပေးတာ we saw a large house နော်ဒီအိမ်အကြီးတစ်လုံးကိုငါတို့တွေ့ခဲ့တယ်နော်ဒီ large အရာဒီလည်းပဲ house ဆိုတဲ့နောင်းကိုလာပြီးအထူးပြုတဲ့အကြီးတယ်နော်ဒီ a u s a အကြီးအသေးပေါ့နော်ဒီ equal size form a uh, square เนาะ square ဆိုတာကကျွန်တော်တို့ဒီ၄ထောက်ကိုပြောခြင်းဖြစ်တယ်အဲ့တော့ equal to ညီတော့เนาะအဲ့တော့ကဒီ size ဆိုတာကဒီနေရာမှာအနားပေါ့เนาะအဲ့တော့ကဒီတူညီတော့အနားတွေက form ဖြစ်ပေါ်စေတဲ့ square ဆိုတာ၄ထောက်တခုဖြစ်စေတဲ့အဲ့တော့ equal ဒီ size ဆိုတဲ့အရာကိုလာပြီးထူးပြတော့ adjective ဖြစ်တယ်အဲ့ဆိုရင်တော့ adjective quantifier နဲ့ qualifier ပြီးပြီပေါ့เนาะကျွန်တော်တို့တခြားဟာဆက်သွားမယ် နံပါတ်3အနေနဲ့ကတော့ numerical adjective เนาะ numerical ဆိုတာကျွန်တော်တို့သိထားပြီးသားကိန်းကနန်းနဲ့သုံးတဲ့ဒီကိန်းကနန်းအဖြစ်နဲ့သုံးထားတဲ့ adjective ကိုပြောခြင်းဖြစ်တယ်။အဲ့တော့အဲ့ဒီ numerical adjective မှာကျွန်တော်တို့ definite เนาะ adjective အတွက်အတိအကျကိုဖော်ပြပေးတဲ့ adjective ရှိသလို indefinite ပေါ့เนาะမတိကျဘူးအချို့တဝက်ဆန်းเนาะအဲ့လိုမျိုးနဲ့သုံးတဲ့အရာလည်းရှိတယ်။ပြီးတော့ distributed เนาะ distributed ဆိုတာကဒီ ဒီ each တို့နော် every တို့အဲ့ဒီနောက်မှာကျွန်တော်တို့ noun ကပါလာပြီးတော့မှသုံးတာအဲ့ဒါကိုကျွန်တော်တို့က numerical adjective ပေါ့နော်ဒီ distributed adjective အဲ့ဒီ distributed adjective ရှိတယ်လို့ distributed ဒီ pronoun လည်းရှိတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့အနောက်မှာ noun ပါလာတော့မှအဲ့ဒါကို distributed adjective လို့ခေါ်တာအဲ့တော့ example အနေနဲ့ဆိုရင်တော့ definite အရေးတွက်လို့ရတယ်ဆိုရင်တော့1 2 3 4သာသာတဖြစ်ပေါ့နော် and definite အရေးတွက်အတိအကျမရှိဘူးဆိုရင်တော့ဒီမှာဆို several တို့ many တို့ few တို့เนาะ sand အချို့เนาะ few equal to not many ကိုပြောတာเนาะအဲ့တော့ကျွန်တော်တို့ distributed မှာကြတော့ each တို့ every တို့ either neither စသဖြင့်ပါမယ် demonstrated adjective demonstrated adjective ကြတော့ကျွန်တော်တို့တယုတ်ပြပေးတာလို့ခေါ်တာပေါ့เนาะတယုတ်ပြ ေါ်ပြပေးတယ်အကြီးတွေဖြစ်တယ်အဲ့တော့ तू ကတော့များများဆဆမရှိဘူးလေးလုံးပဲအဲ့တော့ this that these those ဒီလေးခုအဲ့တော့ demonstrated adjective လည်းရှိသလို demonstrated pronoun လည်းရှိတယ်နော်အဲ့တော့အဲ့ဒီ demonstrated adjective လို့ခေါ်ရတဲ့အကြောင်းရင်းကအဲ့ဒီ this that these those ဆိုတဲ့ဒီစကားလုံး၄လုံးရဲ့အနောက်မှာကျွန်တော်တို့ noun တွေပါလာတဲ့အတွက်ကြောင့် demonstrated adjective noun မပေါဘူးဒါဆိုဒါပဲအဲ့လိုမျိုးပြောလိုက်မယ်ဆိုရင်အဲ့ဒီ that ဒီကျွန်တော်တို့ demonstrated ဒီရောနော် pronoun ဖြစ်သွားတယ်ဗောနော်အဲ့လိုမျိုးပြောတာအနောက်မှာ normal ပါဘူးဆိုရင်ဒါကစပြက်ဖြစ်သယုံဆောင်သွားတာ တော့ဒီမှာဆိုရင် this book အဲ့တော့အဲ့ဒီ this that this those ဆိုတာကကျွန်တော်တို့ဘာနဲ့ခွဲလဲဆိုတော့က need gain waging တခုဂိမ်းနဲ့အများဂိမ်းပေါ်မှာမူတည်ပြီးတော့ခွဲတယ်အဲ့တော့ကိုယ်နဲ့လက်လံမိတဲ့အနေထားမှာရှိတယ်နော်ကိုယ်နာမှာရှိတယ်ဆိုရင်တော့ this နဲ့သုံးပေးမယ်ကိုယ်လက်လံမမိဘူးကိုယ်နဲ့ဟိုဝေးကွာတဲ့အနေထားမှာရှိမယ်ဆိုရင် that အဲ့တော့ this နဲ့ that နဲ့ဒီကျွန်တော်တို့တခုဂိမ်းအတွက်နော် singular အတွက်သုံးပြီးတော့ this နဲ့ those နဲ့ကြတော့ကျွန်တော်တို့ plural form အတွက်သုံးတယ်ကိုယ်နီနာမှာရှိမယ်ဆိုရင်တော့ this နော် this တင်ဒါလေးတွေ သိုးဆိုတာကကိုနဲ့လက်လံဝေတဲ့နေရာမှာရှိနေတဲ့ဒီဟွာပေါ့နော်အဲ့တော့စကလုံးအတွက်ကျွန်တော်တို့ပုံချင်းဖြစ်တယ်အဲ့တော့ demonstrative adjective က၄ခုရှိတယ် this that these two singular ရယ် plural ရယ် near နဲ့ far နဲ့ क्वे ပြီးတော့ကျွန်တော်တို့ခွဲခြားလိုက်ခြင်းဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ possessive adjective တော့ possessive adjective ရှိတယ်လို့ possessive pronoun လည်းရှိတယ်ဗောနော်ဘယ်လိုခွဲလဲဆိုတာဒီခါလည်းပြောသွားမယ်အဲ့တော့ဒီမှာဆိုရင်ကျမတို့ my books เนาะ my books is on the table ငါ့စာအုပ်ကစပွဲပေါ်မှာရှိတယ် your phone is running เนาะ running မင်းဖုန်းမြည်နေတယ်ကွာဖုန်းလာနေတယ် his car is new သူ့ကားရအစ်စ်เนาะ hardware is beautiful ဆက်လက်ဖြစ်အဲ့ဒီနေရာမှာကျွန်တော်တို့သုံးသွားတဲ့ mine တို့ your တို့ his တို့ hers တို့ရအနောက်မှာနောင်းနေပါလာတဲ့အတွေ့အကြောင်းဒါတွေကိုကျွန်တော်တို့ possesses adjective လို့ခေါ်တယ်เนาะ possesses pronoun ဆိုတော့ mine ဆိုတဲ့နေရာမှာကျွန်တော်တို့ပုံတော့ဒီ mine တို့เนาะ your ဆိုမှလည်း s ပါသွားမယ် your's မင်းဟာတွေပုံတော့ his တို့ s နဲ့သုံးတာပြီးတာဖြစ်တဲ့အတွက်ကြောင့် s ထပ်မပေါင်း လို့ဘူး his ရဲ့ possessive pronoun ကတော့ his ပဲ how မှာကြတော့ s ထည့်တယ် has ပေါ့နော်အဲ့ဒါမျိုး ours theirs အဲ့ဒါတွေက possessive pronoun အခုကကျွန်တော်တို့ possessive adjective possessive adjective ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီဒီ mine တို့ your တို့ရဲ့အနောက်မှာကျွန်တော်တို့ noun တွေလိုက်ပြီးတော့ရေးတာပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ interrogative adjective နော် interrogative ဆိုတာကတော့အမေးဝက်ကြောင့်မှာသုံးတဲ့ adjective เนาะကျွန်တော်တို့အမေ interrogative ရှိတယ် negative ရှိတယ် positive ရှိတယ် affirmative ရှိတယ်အဲ့တော့ဒီ positive ဆိုတာကတော့အပြုသဘောဆောင်တဲ့ဝါကြ negative ဆိုတာကတော့ not ပါတဲ့ဝါကြ interrogative adjective ကြတော့ကျွန်တော်တို့အမေเนาะဒီမေးမြန်းစုံစမ်းတဲ့နေရာမှာတုံးတဲ့ adjective ဲ့တော့ဒီမှာဆိုရင်ကျွန်မတို့ဒီမှာမဟုတ်နော် interrogative adjective မှာဆို fishbowl is you are ဘယ်စားအုပ်က main ဟာလဲ no you are the possessive pronoun နော်ဒီမှာ you are ကြတော့ကျွန်မတို့ possessive adjective မတူနေဘူးအဲ့တော့ main ရဲ့စာအုပ်ကဘယ်တစ်ခုလဲ fishbowl ဘယ်ဘယ်ဘယ်တစ်ခုလဲ fish one ဘယ်ဟာလဲနော် what color ဘယ်အရောင်လဲ is her dress နော်ဒီမှာရုပ်ဆောင်ကဘယ်လိုရောင်မျိုးလဲ whose pen နော်အဲ့တော့ whose band is this เนาะဒါဘသူရဲ့ဘောပင်လဲဒါ possessive เนาะဒီပိုင်ဆိုင်မှုကိုဖော်ပြပေးရတဲ့ကြောင့် whose နဲ့လာပြီးတော့သုံးတာအဲ့တော့အဲ့ဒီ interrogative adjective နဲ့ကျွန်တော်တို့ interrogative pronoun နဲ့ကလေဟိုရောထွေးတတ်တယ်ဘောနော which is you are မဟုတ်ဘူးเนาะအဲ့ဒီ which ဆိုတဲ့အရာကိုသုံးပြီးပြီဆိုရင်ကျွန်တော်တို့အနောက်မှာဘာလိုက်လဲဆိုတော့ noun လိုက်တယ် โอเคเนาะ noun လိုက်တဲ့အခါမှာဒါလည်းအဲ့ဒီ phrase ကိုကျွန်တော်တို့က interrogative adjective လို့ခေါ်တယ်အဒီအထူးသဖြင့်ကျွန်တော်တို့မှားရမှာက adjective ဆိုတာက noun modifier အဲ့ဒီအတွက်ကြောင့် adjective ဆိုတာက noun ကိုအထူးပြုဖို့ရှိနေတဲ့အတွက်ကြောင့် noun ရဲ့အနာမှာရှိတယ် noun ရဲ့အနာမှာမဟုတ်ဘဲနဲ့သူ့ဘာသူပြီးခြားရှိတာဆိုလို့ကျွန်တော်တို့ဒီဒီပေါ့เนาะဒီ stated verb တို့เนาะဒီခုနကပြောသွားတဲ့ဒီ sense ပေါ့เนาะဒီအာယုံခံစားမှုတွေကိုသုံးသုံးပြီးတော့ဖော်ပြတဲ့ verb တွေရဲ့အနာမှာတွားပြီးတော့တွေ့ရတဲ့ predicate adjective တစ်မျိုးပဲရှိတယ်အထူးသဖြင့်နောင်ရဲ့အရှိမနောင်ရဲ့အနောက်မှာအဲဆိုတော့ကျွန်တော်တို့နောင်ရဲ့အနောက်မှာလို့ပြောလိုက်ရင်လုံလောက်တယ်ပေါ့နော် ဲ့တော့ distributed adjective နော် distributed ဖြန့်ဝေပေးတဲ့သဘောပေါ့နော်တယောက်ချင်းစီတစ်ခုချင်းစီအဲ့တော့ distributed တို့ဒီ definite တို့ and definite တို့ကခုနကကျမတို့ numerical adjective အောက်မှာရှိတယ်သို့တော့သူ့ကိုတီးခြားနေနေပေါ့နော် လိုအပ်လို့ပြန်ပြီးတော့ထပ်တာချင်းဖြစ်ပါတယ်အဲ့တော့ is တို့ every တို့ either neither ပေါ့နော်အဲ့ဒါတွေရဲ့အနောက်မှာ distributed adjective လို့ပြောတဲ့အတွက်ကြောင့်ကျမတို့ noun တွေကပ်ပြီးတော့ရေးတယ် each student every time ပြီးရခါမှာ either option เนาะအဲ့တော့အဲ့ဒါတွေက distributed distributed edit ဖြစ်တဲ့အတွက်ကြောင့်မို့လို့ singular subject တွေဖြစ်တဲ့ singular subject ဖြစ်တဲ့ကြောင့်ဒီ main board မှာပေါ့နော်ကျွန်တော်တို့ subject နဲ့ conjugate လုပ်ပြီးတော့ s founder ချင်းဖြစ်တယ်เนาะဒီမှာဆိုရင် either option is fine เนาะဘယ်ရွေးချယ်မှုပဲဖြစ်ဖြစ်အဆင်ပြေတဲ့ okay တယ်เนาะ option either သုံးထားတယ် prep one တော့ main board က is neither answer is correct ဘယ်တစ်ခုမှအဖြေမမှန်နေဘူးเนาะဘယ်အဖြေမှမမှန်နေဘူးဆန်တဲ့ဖြစ်အဲ့တော့ any any ကြတော့ကျွန်တော်တို့တစ်ခါတလေမှာဆိုရင်ကျွန်တော်တို့ပေါ့နော်ဒီ negative ဝါကြနဲ့လဲတွဲသ ်လို့ဒီ positive မှာလည်းလာပြီးတော့သုံးနာကိုတွေ့ရတယ်ပေါ့နော်နောက်တစ်ခု indefinite adjective เนาะအတိအကျမဖော်ပြထားတဲ့ adjective တွေအဲ့တော့အတိအကျမဖော်ပြထားတဲ့ adjective ဆိုတော့ကျမတို့ဟို countable to uncountable နဲ့ပါပြီးတော့ဟိုဖြစ်တတ်တယ်အဲ့တော့တခါတည်းနဲ့မှတ်လိုက်ပေါ့နော် most or none some any ဒီငါးလုံးကကျမတို့ countable ရော uncountable ရောနှစ်မျိုးစလုံးမှသုံးတယ် ဲ့တော့တခုကြည့်ရအောင် sam เนาะ i have some book เนาะငါမှာစာအုပ်အချို့ရှိတယ်ဘယ်တော့အုပ်ရှိလို့ရှိမှမသိဘူးကျွန်တော်စာအုပ်အချို့အဲ့ဒီအတွက်ကြောင့် indefinite adjective လို့သုံးတယ်အဲ့ do you have any question မြန်မာမေခွန်းရှိသလားတော့မေခွန်းဘယ်နှခုရှိလို့ရှိမှမသိဘူးကျွန်တော်တို့မေခွန်းအနေနဲ့ကျွန်တော်တို့သုံးတာပေါ့เนาะအဲ့တော့အမေဝါကြသို့မဟုတ် negative ဝါကြတွေမှာဆိုရင် any ကိုသုံးပြီးတော့ဒီကျွန်တော်တို့ သုံးသုံးပြီးတော့ဝကြတိဆောက်တယ်ပေါ့နော်နောက်တစ်ခုက many အဲ့တော့ many ကြတော့ကျွန်တော်တို့ plural on เนาะဒီ counting ပဲမှာသွားပြီးတော့သုံးတယ် few ကြတော့ကျွန်တော်တို့သူရဲ့ meaning က few equal to are not many နော် a few equal to ကတော့ some ပေါ့နော်အချို့တဝက် several or เนาะဒီ no အဲ့တော့အဲ့အရာတွေက ကျွန်တော်တို့ belong ပဲ၍အတိအကျပေါ်ပြမထားတဲ့အတွက်ကြောင့် indefinite adjective လို့ခေါ်တယ်အနောက်မှာ noun ပါပြီးတော့ရေးတယ် နောက်တစ်ခုကကျွန်တော်တို့ proper energy တဲ့เนาะ proper ဆိုတာကတူးဆိုင်เนาะတူးတဲ့ပိုင်းတဲ့အရာအဲ့တော့ proper energy တဲ့ရှိတယ်လို့ proper proper noun လည်းရှိတယ်ဒီမှာကြတော့ဒီ proper energy တဲ့ဖြစ်တဲ့အတွက်ကြောင့်အနောက်မှာပေါ့เนาะဒီ American culture အနောက် energy တဲ့ဖြစ်တဲ့ကြောင့်အနောက်မှာ noun ကတော့ပါရမယ်အဲ့တော့ American culture is diverse เนาะ American မှာဆိုတာက လာပြီးတော့ရွှေ့ပြောင်းခြေခြားနေထိုင်ကြသူတွေဖြစ်တဲ့ကြောင့် culture ကလည်း diverse မျိုးကွဲတွေအများကြီးရှိတယ်နောက်တစ်ခု we read เนาะဒီ Shakespeare လေးเนาะ Shakespeare ရဲ့ဒီပြဿနာတွေငါတို့ဖတ်တယ်။ Shakespeare ဆိုတဲ့အရာဒီလဲကျွန်တော်တို့ proper adjective ဖြစ်တယ်။သူရဲ့အနောက်က play ဆိုတဲ့ပြဿနာเนาะ noun ကိုလာပြီးအထူးပြုတယ်။ Chinese food အဲ့တော့ food ကကျွန်တော်တို့ noun အဲ့ဒီအရှိမှာရှိတဲ့ Chinese ဒီ proper adjective နောက်က noun food ကိုလာပြီးအထူးပြုတယ်။အဲ့တော့ Chinese food is delicious เนาะအရာတန်ရှိတယ်။ဒီ Christian tradition are celebrated worldwide เนาะဒီ Christian တွေရဲ့ဒီဟိုဘောเนาะဒီရိုးရာအဲ့ဒီဟာကို are celebrated เนาะကျင်းပကြတယ်ကဘာအနှံ့ကျင်းပကြတယ်ပေါ့เนาะဒီမှာဆိုရင် Christian ဒီဒီနေရာမှာ proper adjective ဖြစ်တယ် tradition က now နောက် French wine is famous เนาะအဲ့ဒါ CH နဲ့ပေါင်းထားတယ်ပေါ့เนาะအဲ့တော့ CE နဲ့ပေါင်းမယ်ဆိုရင်တော့နိုင်ငံ CH ဆိုရင်တော့လူမျိုးသို့မဟုတ် language ကိုပြောခြင်းဖြစ်တယ်အဲ့တော့ဒီ French လူမျိုးတွေဟိုထုတ်တဲ့ပေါ့เนาะဒီ wine က is famous ကြော်ကြားတယ်ပေါ့เนาะဒါတွေကကျွန်တော်တို့အနောက်မှာနောက်ကပ်ပြီးလိုက်လာတဲ့ proper adjective ဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ compound adjective ်ပေါင်းဆက်ထားတာပေါ့နော်ဘယ်လိုပေါင်းမလဲဆိုတော့အဲ့ဒီ adjective နဲ့ noun နဲ့လည်းပေါင်းတယ်လို့ noun noun ချင်းလည်းပေါင်းတယ်နော် noun နဲ့ noun ချင်းလည်းပေါင်းတယ် adverb နဲ့ past participle past participle ကြတာမျက်စိနဲ့အလွယ်ပြောရမယ်ဆိုရင် battery ကိုပြောခြင်းဖြစ်တယ်နောက်တစ်ခု number အရေးအတွက်နဲ့ noun နဲ့လည်းပေါင်းတယ်ပြီးတော့ကျမတို့ var နဲ့ present participle present participle ဆိုတာကတော့ var ing ကိုပြောခြင်းဖြစ်တယ်အဲ့ဒါအနေနဲ့လည်းပေါင်းလို့ရတယ်ဒီမှာ example ပေးထားတယ် cold hearted person เนาะဒီ ဟိုသွေးအေးတဲ့ပုံတော့ဒီဟိုဟာလူမျိုးပြောချင်းဖြစ်တဲ့ stone wall house เนาะဒီကြောက်တုံဒီမှာကြနောင်းနဲ့ပေါင်းထားတယ်အရှိဝတ်ကြောက်မှာကြတော့ cool cool က edited hardjet ကကျွန်တော်တို့ဒီဟိုဟာပုံတော့ cool hardjet เนาะဒီ hard ဆိုတဲ့နှလုံးကို ed ပေါင်းလိုက်တဲ့သဘောเนาะ cool hardjet person ပြီးတော့ခါမှာကျွန်တော်တို့ဒီ stone stone ကလည်းကြောက်တုံ wall ဆိုတာကနံရအဲ့နှစ်ခုပေါင်းထားတဲ့အရာကနောင်းပဲเนาะအဲ့တော့နောင်းမှာ house အေး ီးတော့ adverb adverb ဖြစ်တဲ့အတွက်ကြောင့်ဒီ will dot good year part of be ပေါ့နော်ဒီ adverb အနေနဲ့သုံးမယ်ဆိုရင်တော့ will ဖြစ်သွားမယ် past participle လို့ပြောတဲ့အတွက်ကြောင့် no เนาะ are well known or that เนาะဟိုထင်ရှားကြော်ကြတဲ့စာရေးစီရ two week vacation เนาะ vacation နှစ်ပတ်အဲ့ဒါကနှစ်ရက်ကြာတဲ့ vacation to the number week ကကျွန်တော်တို့ noun အဲ့တော့အရေးအတွက်နဲ့ noun နဲ့ပေါင်းလိုက်ရင်လည်းကျွန်တော်တို့ compound adjective ရတယ်အဲ့တော့ compound adjective ဖြစ်ဖို့အတွက် adjective ဖြစ်နေစရာမလိုဘူး noun noun ချင်းနဲ့ပေါင်း င်းလို့ရတယ် ever နဲ့လည်းပေါင်းလို့ရတယ် noun နဲ့ဒီအရေးအတွက်နဲ့ပေါင်းလို့ရသလိုဒီ verb နဲ့เนาะဒီ verb ing တို့ verb ed en တို့နဲ့အကုန်လုံးဖန်တီးယူလို့ရတယ်ပေါ့เนาะအဲ့တော့အနောက်မှာကျွန်မ exam မှာထပ်ပြီးတာရှိသေးတယ် at high speed ဒီ train ပေါ့เนาะဒီအញ្ញံလုံးဟိုမြင့်တဲ့ယထ a well dressed man เนาะတည်တည်တတ်တတ်ဝန်းစင်ထားတဲ့ဒီအမျိုးသားတစ်ဦး a long term plan เนาะရေရှည်အစီအစဉ်တစ်ခု 5 star hotel เนาะဒီကျန်ငါးဖွင့်အဆင့်ရှိသော hotel အကုန်လုံးကနောက်မှာနောင်းနေပါမယ်เนาะအဲ Bradley Lit Room အဲ့တော့ကအလင်းရောင်ပေါ်တော့ဒီဟိုထိမ့်ထိမ့်ကြီးနေတဲ့အခန်းတစ်ခန်းအဲ့တော့အဲ့ဒါဒီကျွန်တော်တို့ compound edge ဆိုတာကအလယ်ကားဟာကိုပြောခြင်းဖြစ်ပါတယ်အရှိမကအာဒီကအနောက်အဒီဒုတိယမှာကျတော့ compound edge ဒီအနောက်မှာမှာ အဲ့ဒီ compound agide ကအထူးပြုထားသောနောက်အဲ့တော့ article agide နောက်ဒါမျိုးတွေပေါ့နော်အဲ့ဒါဆိုရင်တော့ဒါကိုကျွန်တော်တို့ phrase လို့ခေါ်တယ် compound agide ဆိုတာကဒီ hyphen နဲ့ပေါင်းထားတဲ့အကြောင်းပြောတာဖြစ်ပါတယ်အဲ့တော့ predicate agide predicate adjective ကြတော့ကျွန်တော်တို့ linking ဘာချိတ်ဆက်ပေးတဲ့ verb တွေရဲ့เนาะဘာအဖြစ်အသုံးပြုထားတော့ဒီဟိုပါเนาะဒီ stated verb တွေပြီးတဲ့အခါမှာ sense အာရုံခံစားမှုနဲ့ပတ်သက်ပြီးတော့ verb တွေရဲ့အနောက်မှာ adjective လိုက်တာကိုအဲ့ဒီလိုက်တဲ့ adjective ကို predicate adjective လို့ခေါ်တယ်အဲ့တော့ exam မှာ the sky is blue is ဆိုတဲ့အရာဒီ be verb အဲ့ဒီ B bar ရဲ့နောက်မှာ blue ဒီအပြာရောင်ရှိတော့ဆိုတော့ AG တဲ့အဲ့ဒီအတွက်ကြောင့်အရှင်းမှာရှိတဲ့ the sky ကိုဒီ is ဆိုတဲ့ bar ကလာပြီး link လုပ်ပေးတာ link လုပ်ပေးတဲ့အရာတဲ့ကြောင့်မို့လို့သူက linking bar လို့ခေါ်တယ်အဲ့တော့ sky နဲ့ blue နဲ့ကို is က link လုပ်ပေးလိုက်တဲ့အတွက်ကြောင့်အဲ့ဒီ blue ဒီကျွန်တော်တို့ predicate AG တဲ့ထို့အတူပဲ shim sim ထပ်ပြီးသူမကပြောနေပုံပေါက်တဲ့ and sim ဆိုတာဖြစ်ပုံပေါ်သည်ထင်ရသည်ဆိုတဲ့ bar เนาะအဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ 8b bar happy ဒီအရှင်းက ရှိဆိုတော့သူမကိုလာပြီးတော့ချိတ်ဆက်ပေးတယ်စကလုံးတို့တူပဲ the soup taste delicious ဒီ soup ပြုတ်ကအရသာကောင်းတယ်ပေါ့နော် delicious အရသာရှိတယ်သူရဲ့အရသာကကောင်းမွန်တယ်အဲ့တော့ taste ဆိုတဲ့အရာဒီ scent ပေါ့နော်ကျမတို့အာယုံခံစားမှုနဲ့ပတ်သက်ပြီးတော့ပြောချင်းဖြစ်တယ်မြည်ကြည့်နေဖို့ဘူးနော်ဒီနေရာမှာမြည်တယ်ဆိုရင်အရှင်ဘာဖြစ်သွားပြီး he became a tire after the long walk เนาะအကြာကြီးလမ်းလျှောက်ပြီးတဲ့အခါမှာတော့သူကပင်ပန်းလာတယ်ဒီမှာ tire ကြီး tire ဒီ part of speak က adjective ပါဒီနေရာ verb မဟုတ်ဘူး main verb က became ဖြစ်လာသည်ဖြစ်လာသည်ဆိုရရသည်ဘယ်လိုပဲပုံဆိုတဲ့အရာမပါနေဘူးသူဒီအခြေအနေကိုပဲဖော်ပြပေးတယ် stated verb ဖြစ်တယ်เนาะ the flowers nestle ပန်းလေးရရနံ့မွေး smell ဒီနေရာမှာ scent verb ဖြစ်ပါတယ် အနန်းခံတီဆိုတဲ့ action verb အနေနဲ့သုံးထားခြင်းမဟုတ်ဘူးဒါကြောင့်သူ့ကိုကျွန်တော်တို့ linking verb တွေလို့ခေါ်တယ်ဒီမှာသုံးထားတာအဲ့တော့ linking verb တွေရဲ့နောက်မှာလိုက်လာတဲ့ဒီ adjective တွေကို predicate adjective လို့ခေါ်တယ်သူဒီ subject ကိုပြန်ပြီးတော့ရည်ညွှန်းပေးတယ်ချိတ်ဆက်ပေးခြင်းဖြစ်တယ်နောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့ comparative เนาะ superlative ဒါသီးသန့် playlist ဖန်နှိမ်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်ကျွန်မအရှိမပြောတော့ဘူးဗောနော်အန်ထွက်တလုံးနဲ့ရှိတဲ့အရာဆိုရင်တော့ကျွန်တော်တို့ ER တို့ပေါင်းတယ်ဗောနော်အဲဆိုရင်တော့ဒီဟို super rigid ပေါင်းမှာဆိုရင်တော့ EST ပေါင်းတယ်ထွက်တူပဲကျမတို့ဒီအတန်အတွက်ပေါ့နော်ဒီနှလုံးသုံးမနှလုံးထပ်ပို့သွားမယ်ဆိုရင်တော့ more တို့သွားပေါင်းမယ်ဒါက comparative degree အတွက်ဒီ superlative degree အတွက်ဆိုရင်တော့ MOST most ကိုပုံပြီးတော့ပြောမှာဖြစ်တယ်အဲ့တော့ကျမ table လေးဖန်တီးထားတာပေါ့နော်ဒီ sentence ခုလုံးကိုမျက်လုံးထဲမှာမြင်နေအောင်ပေါ့နော်ကွက်ကွက်ကွင်းကွင်း အဲ့တော့ table မှာတော့လေဒီမှာအမျိုးအစား12ခုရှိတယ်ဆိုတော့6ခုစီ table နှစ်ချက်ခွဲလိုက်တယ်ပေါ့နော် ဲ့တော့အရင်ဦးဆုံးဒီ qualifier ပေါ့နော်သူရဲ့ qualifying ဖြစ်မှုဒီ quality အရည်သွေးကိုဖော်ပြပေးတဲ့အရာတွေဆိုရင်တော့ကျမတို့အမျိုးအစားတို့ဒီအရည်အချင်းပေါ့နော်သူမှရှိတဲ့ရည်ချင်းတွေကိုဖော်ပြတဲ့အရာဆိုရင်တော့ adjective ဒီ qualifier လို့လည်းခေါ်တယ် qualitative adjective လို့လည်းခေါ်တယ် quantitative adjective နော် adjective quantifier သူကြတော့ကျမတို့ဒီပမာဏအ ਨੇ အများကိုဖော်ပြတဲ့နေရာမှာသုံးတယ် numerical adjective ကြတော့ကိန်းဂဏန်နော်ဒီကိန်းဂဏန်အရည်အတွက်ကိုဖော်ပြပေးတယ် ဲ့နေရာမှာသုံးတယ်နောက်တစ်ခုကျွန်တော်တို့ demonstrated adjective demonstrated adjective ကတော့လေးလုံးပဲရှိတယ်အဲနေခြင်းဝေခြင်း singular ဖြစ်ခြင်း plural အများကိန်းဖြစ်ခြင်းတစ်ခုကိန်းဖြစ်ခြင်းအများကိန်းဖြစ်ခြင်းပုံမှန်မူတည်ပြီးတော့ကျွန်တော်တို့အနောက်မှာ noun လိုက်ပြီးတော့သုံးတဲ့အရာ possessive เนาะ possessive adjective ရှိလို့ possessive pronoun နဲ့ရှိတယ်เนาะအဲ့တော့ adjective အကြောင်းပြောနေတဲ့အတွက်ကြောင့်အကုန်လုံးရဲ့အနောက်မှာကျွန်တော်တို့ noun ပါကိုပါရမယ် interrogative ကြတော့ကျွန်တော်တို့မေခွန်းပြုလုပ်တဲ့ adjective အဲ့တော့မေခွန်းပြုလုပ်တဲ့ adjective ည်သေးဖြစ်တဲ့အတွက်ကြောင့် which တို့နော် dw h question ဝါဖြစ်တဲ့ which တို့ what တို့ whose တို့သုံးတယ်သူတို့ရဲ့နောက်မှာလဲ interrogative adjective လို့ပြောတဲ့အတွက်ကြောင့် noun ပါရမယ်ပေါ့နော်ဒီ distributed adjective ကြတော့ကျွန်တော်တို့ဒီ distributed pronoun လည်းရှိတယ်အဲ့တော့ distributed adjective ရဲ့ definite adjective ရဲ့ indefinite adjective ရဲ့က numerical adjective ရဲ့အောက်မှာထည့်ထားပေးတယ်တီးတန်းနေနဲ့ခွဲထုတ်မယ်ဆိုလည်းရတယ် ဲ့တော့ဒီမှာခွဲထုတ်ပြလိုက်တယ် distributed adjective ဆိုရင်တော့ every တို့ is တို့ either တို့ neither တို့နော်အဲ့ဒီရဲ့နောက်မှာ noun ပါမယ်အဲ့တော့ distributed adjective ရှိသလို distributed pronoun လည်းရှိတယ်ပေါ့နော်ဒါလေးတစ်ချက်မှတ်ထားပေး to to ပဲ definite adjective ရှိသလို and definite အတိအကျနှစ်ခု၃ခု၄၅ခုစသဖြင့်အတိအကျပြောလို့ရတဲ့ adjective ရှိသလို့အဲ့ဒီအတွက်အတိအကျပြောလို့မရတဲ့ဒီ indefinite adjective တွေလည်းရှိတယ်ဒီမှာဆိုရင် some တို့ many တို့ few တို့ any တို့စသဖြင့်ပေါ့နော်ထို့အတူပဲ proper adjective proper noun တူးဆိုင်နံရှိတယ်လို့ proper adjective လည်းရှိတယ် number ရဲ့အနောက်မှာကျွန်တော်တို့ noun လိုက်ပြီးတော့သုံးတဲ့ bami foods เนาะဒီ english grammar ဒီ chinese culture american flat เนาะအဲ့လမ်းပြောတာအဲ့ဒါကအဲ့တော့ဒီဟာတွေရဲ့အနောက်မှာဒီတူးဆိုင်နံရဲ့အမောတူးဆိုင်ပေါ့เนาะဒီ proper ရဲ့အနောက်မှာ noun noun တွေလိုက်ပြီးတဲ့အရာဆိုရင် proper adjective လို့ခေါ်မယ်အခု compound adjective compound energy တွေကြတော့ကျွန်တော်တို့နောင်းနဲ့လည်းပေါင်းလို့ရတယ် advance နဲ့လည်းပေါင်းလို့ရတယ်ဘာနဲ့လည်းပေါင်းလို့ရတယ်ပေါ့နော်အဲ့တော့အဲဒီ compound energy တွေကြတော့ကျွန်မနေသူကနည်းနည်းလေးကျက်ပြန့်တဲ့တကြောင်တိသက်သင်ခန်းစာတစ်ခုပြန်ပြီးတော့ထည့်ပေးမယ်နောက်တစ်ခု predicate energy တွေ predicate adjective ကသင်ခန်းစာရဲ့အဆောင်မှာပြောထားတဲ့ attribute adjective ဆိုရင်တော့ noun ရဲ့နာမနေပြီးတော့ကျမတို့ဒီ noun ကိုအထူးပြုတဲ့ predicate adjective ကြတော့ဒီ send verb တို့ linking verb တွေကိုတုံးပြီးတော့အရှိက noun ကိုအထူးပြုဖို့အတွက်တုံးတဲ့ adjective เนาะအဲ့ဒါဆိုရင်တော့ဒီမှာဆိုရင်ဒီမှာ linking verb တွေ is တို့ are တို့ပေါ့เนาะတခြားသော send verb တို့ဒီ stated verb တွေနဲ့တုံးပြီးတော့အနောက်မှာ adjective အဖြစ်နဲ့တုံးမယ်ဆိုရင်သူဒီသူအထူးပြုမဲ့အနည်းနာမှာ adjective မရှိဘူးသို့တော့ linking verb တွေကိုတုံးထားတဲ့အတွက် အရှိမရှိသောနောင်းကိုလာပြီးထူးပြူတယ်လို့ယူဆတယ်အဲ့ဒါကြောင့် predicate adjective လို့ခေါ်တယ် predicate adjective ဆိုလို့ predicate nominative ဆိုတာလည်းရှိတယ်အဲ့ဒီ linking verb တွေကိုသုံးပြီးတော့ဒီ adjective နေရာမှာကျွန်တော်တို့ noun ဝင်လာတာ example အနေနဲ့ပြောမှ she is a teacher a teacher ဒီကျွန်တော်တို့ဟိုရှေ့မှာရှိတဲ့ she ကိုလာပြီးထူပြတဲ့ predicate nominative လို့ခေါ်တယ်เนาะဒါကြုံလို့ပြောလိုက်တာနောက်တစ်ခုကျွန်တော်တို့ comparative superlative เนาะဒါကတော့အကျယ်မပြောတော့ဘူး playlist ရှိထားပြီးသားဖြစ်တဲ့အတွက်ကြောင့်အတန်ထွက်တစ်လုံးဆိုရင်တော့ er est အတန်ထွက်နှလုံးအပါဝင်နှလုံးနဲ့ at ထပ်ဆိုရင်တော့ကျမတို့ more တို့ most တို့ကိုတုံပြီးတော့ပြောမှာဖြစ်တယ်။အဲ့တော့ဒီနေ့သင်ခန်းစာခေါင်းစဉ်ကတော့ adjective စနစ်မျိုးအကြောင်းပြောပြသွားခြင်းဖြစ်ပါတယ်။အဆင်ပြေမယ်လို့ယူဆပါရစေ။ကျေးဇူးတင်ပါတယ်ရှင်။